။ဒါပေမဲ့သင်ဖွင့်တဲ့ဘဝကနေနက်ဘဝတွေမလိုက်လိုက်ကြတယ်။နက်ကရင်နဲ့နက်ကမြောက်စားတဲ့ခါကျတော့သပိညက်ဆိုင်ရလည်းတဖြည်းဖြည်းနဲ့သပိညက်ဆိုင်ပြုတ်သွားအောင်။နက်တရသူတို့အလုပ်မလုပ်တော့လေ။ကျွန်တော်နက်တရဟိုစတားခတ်တာပေါ့။နက်ကူကနက်ကူကဘယ်လိုခေါ်မလဲဆိုရင်နက်ကူချော့တာပေါ့ နက်ကပေါ့နော်နက်ကိုချွတ်တဲ့ခါမှာနက်ကလိပ်ပြာကတခါတစ်ချက်ချက်လို့ရှိရင်ဝင်ပြီးတော့စီးတာပေါ့နော်အဲဝင်စီးပြီးပြောတဲ့ခါကျလို့ရှိရင်ကိုယ်စိတ်မဟုတ်တော့ပဲနက်စိတ်ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဒဇီကြီးတော့နက်ကဝင်မနေဘူးပေါ့နော်ဆိုတော့တသိမဝင်နေဘူးကိုကနှက်ကိုချော့တယ်ကတယ်ချီမြှောက်လိုက်မြှောက်လုပ်တယ်ပူတဲ့ခါကျလို့ရှိရင်နှက်ကလည်းတစ်ချက်တစ်ချက်ဝင်ပူတဲ့ခါကျရင်ကိုရဲ့လူစိတ်ပြတ်သွားတဲ့ခါကျလို့ရှိရင်လူတစ်ယောက်ကိုကိုကိုဟောလိုက်ရှိရှိအဲ့လူတွေကမှန်ကန်သွားတယ်အဲ့လိုမျိုးတွေပေါ့နော်ဇလီကြီးတို့နှက်ကဝင်နေရတော့မှမဟုတ်ဘူးပေါ့နော် ဟိုလေသားနဲ့လူသားဆိုတော့လေအဲ့လိုပုံစံမျိုးကြီးရှိတာအဲငငယ်လေးတွေက16နှစ်သားလောက်တည်းကနတ်ဝါသနာပါတာပေါ့နော်နတ်ဝါသနာပါတော့နတ်ဆရာတွေနဲ့စီးပူးပြီးတော့ပေါ့နော်လိုင်ရင်းနဲ့ပေါ့နော်နတ်ဘိုးတွေကဟိုစားနတ်ဘိုးတွေကပြီးတော့ကိုကိုပေါ့နော်အဲ့လိုမျိုးပေါ့သူတို့လိုမျိုးဆရာတို့ဖြစ်ချင်အောင်ကိုဘကိုဆရာသူဖြစ်အောင်လည်းပေါ့နော်စူးစမ်းတာပေါ့နော်စူးစမ်းပြီးတော့ဆရာကြီးရှင်မှာတင်ယူတယ်လေးလာတယ်ပေါ့ တင်းကိုလေးလာရင်းနဲ့ပေါ့ကိုယ့်ရဲ့ဟိုစာတချင်ကြလို့ရှိလို့ရှင်သူတို့လိုပဲဆရာတစ်ခုဖြစ်အောင်ပေါ့ကြိုးစားမယ်ပေါ့နော်ဆိုပြီးတော့အလက်တီရှင်မှလည်းဆူတောင်းတယ်ဒိတ်ထန်တယ်ပေါ့ငယ်ငယ်လေးတွေက ဟိုစီရလေးနဲ့တောင်မြုံအမြဲတမ်းသွားတယ်နှစ်တိုင်းသွားတယ်ပေါ့နော်စီရလေးတောင်မြုံသွားပြီးတောင်မြုံမှာဒိတ်ထန်နေဆူတောင်းနေပေါ့သူတို့တွေစီရလေးကြည့်ပြီးအားကြတယ်ပေါ့အဲ့လိုမျိုးပေါ့နော်တချင်ကြလို့ရှိလို့ရှိရင်လည်းငါလည်းသူတို့လိုပဲစီရလေးစုဖြစ်အောင်ပေါ့စူးစမ်းမယ်ပေါ့နော်ကိုကိုရည်မှန်းချက်နဲ့ပေါ့နော်အဲ့လိုပါနဲ့တဖြည်းဖြည်းဖြည်းနဲ့အဲ့လိုမျိုးပေါ့နော်ဟိုတင်းရင်းမြောင်ရင်လုံရင်ကြိုင်နဲ့နှစ်တည်းရုံကြည်ကြပေါ့နော်နှစ်တည်းကိုလည်းဆူတောင်းတာပေါ့နော်တော်တော်မျိုးချစ်ခင်နဲ့စောက်ချက်လို့ဆိုလို့ရှိရင်မြောက်စားပေးပါပေါ့နော် ဖြစ်ရင်လည်းသူများနောက်လိုက်မဖြစ်ပြရစေနဲ့ပေါ့ဦးစည်းဦးဆောင်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပြရစေနှစ်ခုဆူတောင်းတာပေါ့နော်အဲ့လိုနှစ်ခုဆူတောင်းဆူတောင်းတချစ်ကြတဲ့ချင်းကြတာတစားတစားတစားတစ်ဖက်သားလေးမျိုးတစ်ရက်ကနေနှစ်ရက်နှစ်ရက်သုံးအဲ့လိုဖြစ်ဖြစ်နေပေါ့နော်ဒီလိုမျိုးပွားကိုရှောက်လာတာချက်ချင်းတော့မဖြစ်လာဘူးပေါ့ကြာတာပေါ့ဘယ်နည်းလောက်ကြာလဲဆိုရှင်အနည်း20ကျော်လောက်မှအနည်း20ကျော်လောက်မှဟိုကနာစီစဖြစ်တာပေါ့ Oh, 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 oh. ငငယ်လေးတွေကဟိုမြမျိုးကဘယ်လိုပြစ်တာလဲဆိုရင်မြမျိုးကအစဇပင်ညက်ဆိုင်ဖွင့်တာပေါ့ဇပင်ညက်ဆိုင်ဖွင့်တဲ့ဘဝကနေ neck ဘဝတွေမလိုက်လိုက်ကြတယ် နက်ကရင်နဲ့နက်ကမြောက်စားတဲ့ခါကျတော့သပင်းညက်ဆန်ရလဲတဖြည်းဖြည်းနဲ့သပင်းညက်ဆန်ပြုတ်သွားဟောနက်တရသူတို့အလုပ်မလုပ်တော့လေကျွန်တော်နက်တရဟိုဒဏ်ခတ်တာပေါ့ဒဏ်ခတ်တဲ့ခါကျတော့ဒဏ်ခတ်ရင်ဩငါ့ကိုနက်တရနက်မလို့ဒဏ်ခတ်တယ်ဆိုပြီးတော့နက်ထဲကိုဇောက်ဟိုဇုံပြစ်ပြီးဝင်လိုက်မယ်ပေါ့နော်ငါဒါဟိုပဲတောက်ချက်ပြီးလုပ်တော့မယ်တိတိမဲ့တက်ဆုံးပေါ့နော်အသက်နက်တွေကိုလည်းဘယ်လိုဆူတောင်းလဲဆိုတော့ကျွန်တော်မျိုးအသက်ရှင်တည်ရွေးပေါ့နော်ဒီနက်ကတာဝန်တာတန်းကိုထမ်းဆောင်ပါမယ်ပေါ့ အဲ့လိုမျိုးနှစ်ခုဆူတောင်းတာပေါ့အဲ့လိုဆူတောင်းနေပဲတဖြည်း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 နေနေတဲ့အဲ့လိုမျိုးပေါ့နော်အတိုင်းဝိုင်းကျပြန့်လာပြီးတော့နှစ်ဘိုးတွေကရတယ်တောင်မျိုးမှလည်းသီးတွေနန်းနေနေထိုင်ရတယ်ပေါ့နော်လောက်မှဆိုလို့ရှိလို့ရှိလို့ရှိရင်အ20လောက်မှစဖြစ်လာပေါ့ကရတာတော့17နှစ်19နှစ်လောက်ကျခလေးဘဝလိုက်ကရတာပေါ့20ကျော်လောက်မှဟိုစပေါ့အဲ့လိုကနာစီစဖြစ်တာပေါ့ကနာစီစပဲကနာစီဖြစ်လို့ဆရာမသေးသေးဘူးလေဆရာလက်ခွဲပြီးတာပေါ့ ဆရာကမင်းကနာတိလုလို့ရပြီဆိုပြီးတော့ဆရာကဟိုကလုတ်ပြီးလက်ခွဲပေးလိုက်တယ်လက်ခွဲပေးလိုက်တော့ဆရာလည်းရှိတယ်ပေါ့ကနာကနာရတဲ့အချိန်မှာဆရာနဲ့တူတွဲပြီးကတာပေါ့ဆရာမရှိရတဲ့နောက်ပိုင်းမှာကိုယ့်ဘက်ကိုဦးစီးပြီးကတာပေါ့ဒီပုံတော်လေးကတောင်မျိုးတစ်နှစ်ခါသွားလို့ရှိလို့ရှိလို့ရှင်ကိုလူချင်းတဲ့ပုံတော်လေးပြင့်ပြင့်လာတာပေါ့ကိုယ့်ရဲ့ငူလေးနဲ့ပြင့်ပြင့်လာတယ်ပြင့်ပြင့်လာပြီးတော့တာဝကတွေကလည်းကိုယ်ကိုလှူဒန်းတယ်ပေါ့ကိုကဒီနှက်ပုံတော်လေးရှိလို့ရှိလို့ရှင်ကိုယ်စိတ်ထဲမှာကြည်နူးတယ်ပေါ့နော် ကိုဘယ်လိုမှဆိုလို့ရှိရင်နှက်ကိုကြည့်ပြီးစကားပြောရတာစိတ်ထဲမှာကြည်နူးတယ်ပေါ့နော်အဲ့ဒါနှက်ပုံတွေပြင်းပြင်းပြင်းလာရင်လည်းအရင်အမီဒီယာလေးလက်ခံတယ်ပေါ့အမီလက်ခံပြင်း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 နဲ့များလာတယ်နောက်ပဲလူတဲ့ဟာလေးစပယ်သားသမီးတွေပန်ပိုးတယ်ကိုလှူဒန်းတယ်ပေါ့အဲ့လိုမျိုးလှူဒန်းနေပုံတော်လေးဖြစ်ပေါ်လာတာပေါ့ပုံတော်ကအဲ့လိုကိုပိုင်လေးပါတယ်စပယ်သားသမီးလှူလာတယ်ပါတယ်ပေါ့တာဝကတွေလှူဒန်းလာတယ်ပါတာပေါ့နှက်ကိုကနှက်ကိုကဘယ်လိုခေါ်မလဲဆိုလို့နှက်ကိုချော့တာပေါ့ နက်ကပေါ့နော်နက်ကိုချွတ်တဲ့ခါမှာနက်ကလိပ်ပြာကတခါတစ်ချက်ချက်လို့ရှိရင်ဝင်ပြီးတော့စီးတာပေါ့နော်အဲဝင်စီးပြီးပြောတဲ့ခါကျတော့ရှင်ကိုယ်စိတ်မဟုတ်တော့ပဲနှက်စိတ်ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဒဇီကြီးတော့နက်ကဝင်မနေဘူးပေါ့နော်ဆိုတော့တစိမဝင်နေဘူးကိုကနှက်ကိုချော့တယ်ကတယ်ချီမြောက်လိုက်မြောက်လုပ်တယ်ပူတဲ့ခါကျတော့ရှိလို့ရှိရင်နှက်ကလည်းတစ်ချက်တစ်ချက်ဝင်ပူတဲ့ခါကျရင်ကိုရဲ့လူစိတ်ပြတ်သွားတဲ့ခါကျတော့ရှိရင်လူတစ်ယောက်ကိုကိုကိုဟောလိုက်ရှိရှိအဲ့လူတွေက အမှန်ကန်ပါအဲ့လိုမျိုးကြီးတွေပေါ့နော်ဒါဇလီကြီးတို့နှက်ကဝင်နေရုံမဟုတ်ဘူးပေါ့နော်ဟိုဆိုလေသားနဲ့လူသားဆိုတော့လေအဲ့လိုပုံစံမျိုးလေးရှိတာ